ဒါပြီးရင်တော့နောက်ကောင်တစ်ခုဖြစ်တဲ့ trade paper account ကိုဆွဲပါမယ် trade paper ဆိုတော့ပုံစံရဲ့ opening closing column မှာကြီးလိုက်မယ် trade paper ဆိုပြီးတော့ရှိပါတယ်6030 liability ဖြစ်တဲ့အတွက်ကြောင့် balance sheet ဒီ credit ချမ်းမှာအရင်စရင်တွင်းရမယ် ဗီဒီယိုကရက်တစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စီရီကတော့ဒက်ဗစ်ချမ်းမှာထည့်ပေးရမယ်ဒီဒီ CD တွေထည့်ပြီးွားရင် bank account ကိုကြည့်ဆိုတော့ပုံစံမှာ bank account တော့မရှိပေမဲ့ receipt တွေ payment တွေရှိပါတယ်။အဲဒီမှာ payment အောက်မှာ TP ဆိုပြီးတော့ရှိပါလိမ့်မယ်။တသိန်းနဲ့940 ဘဏ်ကောင်းကပတ်စံပေးတာဖြစ်လို့ဒီတန်ဖိုးကဘဏ်ကောင်းမှာ credit ဖြစ်လို့ trade paper ကောင်းမှာ bank ဆိုပြီးတော့ debit ချမ်းကနေဇယင်းသွေးပေးရမှာဖြစ်တယ်။ဘဏ်တော့မရဘူး receipt and payment လို့ရေးမှာနော်။ဒီရတော့ account ပိတ်လိုက်ရင်မတို့ဟုတ်တယ်နဲ့ credit voucher လည်းရမှာဖြစ်တယ်။ ါဆိုရင်တော့ trade payback အကောင့်မှာခွာထားကြရလာပြီဆိုရင်နောက်တစ်ဆင့်ကတော့ accrue company မှာ accrue တွေ prepaid နေရှိရင် working မှာအကောင့်ဆွဲလို့ပြောထားပါတယ်ဒါကြောင့်မို့လို့ဥစ္စာရဲ့ opening column မှာတချီလိုက်မယ် accrue ဆင်းပါရှိတယ်လေပေါ့နော်အမလာရန်ဟီ accrue ဆိုတာကိုတွေးပါလိမ့်မယ်ဒါဆိုရင်မတို့ရေအကောင့်ဆွဲတဲ့ခါကျရင် line and he ဆိုတဲ့အကောင့်ကိုဆွဲပေးကြရမှာဖြစ်တယ်။ Now run array pay in advance ဆိုတာတွေးလိုက်မယ်။ဒါဆိုရင်လည်းအကောင့်ဆွဲရခါကြရင် run array အကောင့်ကိုဆွဲရမှာဖြစ်တယ်။နောက်ထပ်ပါရှိသေးလဲဆိုရင်တော့ accrue တွေ prepay နေရတော့ဒီနှစ်ခုပဲရှိပါတယ်နော်။အဲကြောင့်မို့လို့ client ဟိအကောင့်နဲ့ run array account ကိုဆွဲရမယ်ဆိုတဲ့သဘောဖြစ်တယ်ပေါ့နော်။ဒါဆိုခုစပြီးတော့ client ဟိအကောင့်ဆွဲပါမယ်။ client ဟိက accrue ဖြစ်တဲ့ opening က950က liability ဖြစ်လို့ balance PD credit chain မှာထည့်ပေးရမယ်နော်။ အကြောင်းမလို့ဘိုင်းနိုင်ကောင်းမှာဘယ်လန့်စ်ပီတီဖို့ဆိုပြီးတော့ပတ်တချာမှာထည့်မယ်သူနဲ့တန်းနဲ့မှာ closing 690ရှိတယ်သူလည်းပဲ liability လို့ဆိုတဲ့သဘောပဲပေါ့ဒါဆို liability ကို balance sheet ထည့်ချင်တော့အကောင့်မှာ debit ချမ်းကနေပြန်ထည့်ရအောင်နော်ထည့်ထည့်ရမယ်ဘယ်လိုဖြစ်လို့လဲ PDF CDF ထည့်ပြပါရင်ဖမ်းကိုကြည့်ရမယ်။ဆိုရင်ပို့စာရဲ့ resident payment မှာကြည့်လိုက်မယ်။ layer ဟိပါဒလားလို့ပါတယ်နော်။အဲဒီမှာ3080ဆိုပြီးတော့ပါတယ်။ဒါဆိုရင်ဒီ3080ကဘဏ်ကောင်မှာ credit ဖြစ်လို့ layer ဟိရဲ့ကောင်မှာ debit ချင်တာနေဆိုရင်တွင်ပြရမယ်။ particular ရေးတော့ resident payment လို့ပြတယ်။ တောင်းပိတ်လိုက်ရင်ကွာခြားချက်ကိုမတော်ကအာရီလို့ခေါ်တာ again expenditure လို့ရေးမယ် join တော့ layer ကြီးအကောင့်နဲ့အဖြေရပါပြီ။ so run and raise အကောင့်ကိုဆက်သွယ်ပါမယ်။ဒီပုံစံကိုကြည့်လိုက်မယ်။ opening closing column မှာ opening က4000ရှိတယ် run rate က prepaid current asset လို့ပြောထားတယ်ဒါကြောင့်ဒီ4000ကို account မှာ balance pt debit ချန်ကနေထည့်ပေးရမယ်နော်ကျေးဇူးတင်လိုက်မယ်။ဆက်ပြီးွားရင်ပို့စာကိုပြန်ချလိုက်မယ်။ဒေးတော်နဲ့တန်းထဲမှာ closing မှာ button ဘုံမရှိဘဲနဲ့အောက်မှာမှာ အာ run array in area ဆိုတော့ accrue ကို cd ထည့်ခိုင်းနေ run array ရဲ့အကောင့်မှာเนาะဒါဆို liability ကို cd ထည့်မယ်ဆိုတော့အကောင့်မှာ debit channel ကိုထည့်ရအောင်လားပြန်ပြီးတော့ပြန်ရအောင်အကြောင်းမို့လို့အကောင့်ကို balance cd accrue ဆိုပြီးတော့ ထည့်မယ် CDL BDL ထည့်ပြပါပြီဆိုရင်တော့ဖမ်းလို့ကြည့်ရမယ်ပုံစံရဲ့ basic လို့ payment လို့ရေးထားတဲ့စီမှာ run racing ပါသလားတချိလိုက်တော့ပါပါတယ်တသိန်းနဲ့800ဒါဆိုရင်ဒါကဒီ bank account မှာ credit ဖြစ်လို့ run rate account မှာ debit ချန်ကနေစရင်လို့ရမယ် basic and payment လို့ရေးပါတော့ဒီရတော့အကောင့်ပြလိုက်ရင် တ်ထားချက်ကိုအာရင်လို့ခြေလို့ရပါပြီ။အဲ့ဆိုရင်တော့မတို့တွေ brand ရေကောင်းတယ်ဆွဲလုပ်ပြီးသွားပါပြီเนาะအဲ့ဆိုရင်နောက်ထပ်ပါကောင်းချန်ချိုးကိုကြံသေးလဲဆိုရင်တော့အာ depreciation မှတ်တမ်းမပေးထားတဲ့အတွက်ကြောင့် working မှာ non current asset ရဲ့ cost account ကိုဆွဲပေးရမှာဖြစ်တယ်။ non current asset ကအခုပုံစံမှာ spot equipment ဆိုရယ် non current asset ပါတယ်။ဒါကြောင့်မို့လို့သူ့အကောင့်ကိုဆွဲမှာဖြစ်တယ်။ကျွန်တော်ပုံစံကိုမတော် opening closing column မှာ non current asset ဖြစ်တဲ့ spot equipment တမိုးပန်တလားလို့တင်ရမယ်ပါပါတယ်เนาะဒါဆိုရင်သူက non current asset ဖြစ်လို့ balance bd တက်ပစ်နေချာနဲ့ဒီတသိန်း1900ကိုအကောင့်မှာထည့်ပေးရဖြစ်တယ် PDF database ဆိုတော့ balance sheet တွေကတော့ credit ချာမှာထည့်ပြရမှာဖြစ်တယ်။ဥစ္စာမှာသူနဲ့တန်းတန်းကတသိန်းလေးသားလေးလောက်နဲ့ခဏရဆိုပြီးတော့ရှိတယ်။ CD တွေ CD တွေထည့်ပြပါရင်ပုံစံရဲ့ bank account ကိုကြည့်ရမယ် bank account ရဲ့ payment channel မှာ spot equipment ဆိုတော့325ရှိပါတယ်ဒါက bank account မှာ credit ဖြစ်လို့ spot equipment account မှာ debit နဲ့ဆိုရင်သူ ဆိုဆိုရင်အကောင့်ပိတ်လိုက်ရင် quarter ချက်ကတော့ income expenditure လို့ရေးပါမယ်ဒါက stock equipment ရဲ့ဟိုဆို depreciation tambo ဖြစ်ပါတယ်เนาะဒါဆိုရင်တော့ working တွားရမယ့်ဟာတွေအကုန်လုံးကုန်ပါပြီကုန်ပြီဖြစ်တဲ့အတွက်ကြောင့်နံပါတ် A restaurant account ကိုစောက်ပြီးတော့တွားပါမယ် column တစ်ခုဆွဲပေးရမယ်เนาะအဲ့ဆိုခုမတော့ restaurant account ကိုဆွဲပါမယ် restaurant account က revenue နဲ့စတယ်ပေါ့နော် revenue ဆိုတာပုံစံထဲမှာ ။ Our restaurant take clean လို့ပေးထားတဲ့ဥစ္စာက revenue ဖြစ်ပါတယ်။အဲ့တန်ဖိုးကိုအနောက်ကော်လမ်းမှာထည့်ပေးရမယ်เนาะ။နောက်ပြီးွားရင်တော့ lens cost sale လို့ရေးပါတယ်။ opening inventory of restaurant လို့ရေးလိုက်မယ်။ purchase ပေါင်းတယ်ပေါ့နော် purchase က working number 3မှာတွက်ထားတဲ့တံပိုးထည့်ပေးရမယ် closing inventory or restaurant ထည့်မယ်နော် opening closing တံပိုးရပုံစံထဲမှာရှိတယ်အဲ့ဒါကိုရှေ့ column မှာကိုရေးလိုက်မယ် purchase ရဲ့တံပိုး

restaurant ကမှထည့်ရမယ် expand ကဒီမှာ waiter or restaurant staff ဆိုတွေ့လိုက်မယ် view နောက်ထပ် restaurant ကမှထည့်ရမယ် expand က rent and rate 50ရာခိုင်နှုန်းထည့်ရမယ်ဆိုပြီးတော့ expand တစ်ခုပဲ restaurant တွေမှာထည့်ရမှာကိုတွေ့ရပါလိမ့်မယ် waiter or restaurant staff ကတော့ working တော့ထားမှာရှိလို့ဒီနေ့တော့690ကိုပဲတစ်ခါလေအမတို့လေကော်လံထဲထည့်ရုံပဲဖြစ်တဲ့ ။ဗန်ရေကတော့ working number 5မှာတွက်ထားတာရှိတယ်။ဒီတန်ဖိုးရဲ့50ရာခိုင်နှုန်းကိုတွက်ပြရမှာဖြစ်တယ်။ဒါဆိုရင် blush ရှိတယ်လဲလို့မှတချိလိုက်မယ်။ဒါဆိုရင်ဝိုင်းထားတဲ့တသိန်းနဲ့နော်6180အဲ့တော့မှ50ရာခိုင်နှုန်းတွက်ရမှာဖြစ်တ ဆိုရင်တော့အဖြေက profit တလုံးနဲ့ရပါတယ်။ဆိုရင်တော့ restaurant ကတော့လုပ်ပြီးသွားပါမယ်။